ောင်းမဲမင်္ဂလာပါရေဘော်80 channel ကနေပြန်လဲကြိုဆိုပါရစေဒီနေ့က9ရက်စက်တဘာ2025ပေါ့နော်အော်ဒီနေ့ကျွန်တော်အကြောင်းအရာလေးနှစ်ခုပြောပါမယ်ပရမတ်တစ်ခုကတံပိုးမြင့်စစ်သားတွေအကြောင်းပေါ့နော်တံပိုးမြင့်စစ်သားတွေ ਨੇ တံပိုးနဲ့စစ်သားတွေဒီအဲ့အကြောင်းပြောမယ်ပေါ့နော်ဒုတိယတစ်ခုကတော့ကျွန်တော်တို့တိုင်းပြည်ရဲ့လက်ရှိအခြေအနေကို ဖော်ထုတ်ပြသနေတဲ့ပတ်တကူဖြစ်တဲ့အကြောင်းပေါ့နော်အဲ့နောက်ခုကျွန်တော်ဒီနေ့ပြောမယ်အာအရင်ဆုံးတံပိုးမြင့်စစ်သားတွေအကြောင်းပြောမယ်ပေါ့နော်အာအဲ့ဘာလဲဆိုတော့ကျွန်တော်တို့ဒီခေတ်ရှင်းပြပြနေမှာပေါ့နော်ဤပညာရဲ့အရေးပါမှုနောက်တစ်ခါစစ်သားတွေရဲ့အသက်ပေါ့စစ်သားတွေရဲ့အသက်တွေပေါ့တံပိုးထမှုပေါ့နော်ဒီလိုဖြစ်ပြမျိုးတွေကျွန်တော်တို့သွားတွေ့ရတယ်အဲ့ဒါဘာမှလဲဆိုတော့ယူကရိန်း ယူကရိန်းမှာပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ချိန်ထိုးစဉ်းစားစရာတွေလည်းအများကြီးတော့တွေ့ရတယ်ပေါ့နော်အဲဒီဖြစ်ပျက်ကတကယ်ဖြစ်ပျက်ပါဗီဒီယိုဖိုင်ရှိတယ်ဗီဒီယိုဖိုင်ကကျွန်တော်ဒီမှာ YouTube မှာတင်လို့မရဘူးเนาะဒါကျွန်တော် Telegram မှာတင်ပေးထားမှာเนาะအဲ့ဒီအဖြစ်ပြက်နဲ့ပတ်သက်တဲ့ video file ပေါ့เนาะအဲ့တော့ဖြစ်စဉ်က Ukraine မှာ Ukraine ရဲ့ရှေ့တန်းတနေရာမှာဖြစ်ခဲ့တာပေါ့เนาะအဲ Ukraine တပ်ဖွဲ့ဝင်တအူးကရန်သူထိန်းချုပ်ထားတဲ့နယ်မြေထဲမှာ ရောက်သွားတယ်ပေါ့နော်နေပြည်တော်ကသူကရောက်သွားပြီသူပြန်ထွက်လို့မရတယောက်တည်းနော်တယောက်တည်းအားလုံးသူအမှရက်ပေါင်း33ရက်လောက်ထိသူနေခဲ့ရတယ်အဲ့ရက်ပေါင်း33ရက်ကသူကလူကောင်းပကတိမဟုတ်ဘူးဒဏ်ရာတွေနဲ့သူကပိတ်မိနေတယ်အဲ့ရန်သူထိန်းချုပ်တဲ့နေနေတယ်မှာအဲ့ဒီလိုအတက်အအနေကြီးမားတဲ့နော်နေရာကနေကယ်ထုတ်ဖို့ဆိုတာတော်ရုံမစင်းစားကြတော့ ်အကျွန်တော်တို့ဒီမြန်မာပြည်ဆက်တက်ဆိုတွားပြီးပြီခင်ဗျအပြောက်စင်းသွင်းလိုက်ပြီနော်တွားတော်တော်မြန်မာမယ်လက်တော့မအားလို့ main စာနောက်ထပ်အယောက်20လောက်ထပ်ပြီးဖမ်းလို့ရတယ်နော်မစင်းစားတော့ဒါပေမဲ့ယူကရိန်းစစ်တပ်ကအဲ့လိုမဟုတ်ဘူးပြနော်ဒီဘက်ကမှကျွန်တော်တို့ဟိုဇာကားတွေကျွန်တော်တို့ကြည့်ပါရနော် saving private ryan လို့ပြောတော့ဒီကားတွေဆိုလို့ရှင် normandy ကမ်းခြေ normandy ကမ်းခြေတိုက်ပွဲလေအဲ့ဒီမှာဒီတပ်သားလေး ryan ဆိုတာကိုတွားပြီးတော့မှကယ်ရတာပေါ့နော်အဲ့တော့ဒီဒုတိယကမ္ဘာစစ်မှာ ဒီမျိုးသမီးကြီးရဲ့သားတွေ9ယောက်တောင်တည်း4ယောက်ကဒုတိယကွာရှင်မှာကြာဆုံးသွားတယ်။အဲ့တော့နောက်ဆုံး1ယောက်ကျန်အဲ့ဒီယောက်ကိုသူ့အမိအတွက်ဆောင်းရှောက်ဖို့အတွက်ဆိုပြီးဒီစစ်ကြီးတွေကနေတောက်ခဲ့ခိုင်းတာ။အဲ့သူ့ကိုတောက်ခဲ့ဖို့အတွက်အသက်တွေထပ်ရင်းရတယ်။နော်အများကြီးပေါ့ဗျာနော်ရင်းနှမြုပ်နှံမှုတွေအများကြီးလုပ်ရတယ်ပေါ့နော်။အဲ့လိုမျိုးတံပိုးထားတာပေါ့နော်။အဲ့တော့ဒီကနေ့ဒီကလည်းဒီလိုမျိုးတောက်တွေ့ရဒီကနေ့နီးပညာမြင့်လာတဲ့အချိန်မှာနီးပညာနဲ့ကဲထုတ်ကြတာပေါ့ဗျာနော်။အဲ့တော့ယူကရိန်းစစ်တပ်ကသူတို့အသက်တီထွင်ထားတဲ့ နည်းပညာတစ်ခုကိုသူတို့အသုံးပြုဖို့အတွက်ဆုံးဖြတ်ခဲ့တယ်ပေါ့နော်ဒီရဲဘော်ကိုကယ်ဖို့အတွက်ပေါ့နော်အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့မြေပြင်မှာသွားတဲ့မောင်းသူမဲယာဉ် MN ground vehicle ပေါ့နော် UGV လို့ခေါ်တယ်သူက drone မျိုးစားပေါ့ဗျာ drone ဆိုတာကျွန်တော်တို့ကအပေါ်မှာသွားတာနဲ့ drone လို့ခေါ်တာမဟုတ်ဘူးနော်မြေပြင်မှာသွားတာလည်း drone လို့ခေါ်တယ်ရေထဲမှာသွားတာလည်း drone လို့ခေါ်တယ်မောင်းသူမဲသွားလို့ရှင်အဲ့တော့ဒီ UGV ကသူကရိုးရိုး drone မဟုတ်ဘူးသူက ပြောလို့ရှိရင်ဒီဒံယာရစစ်တီတွေကိုတဲဖို့အတွက်သူကအမောပေါ့နော်တန်ချက်ကတန်ချက်ကအခန်းပါတယ်အဲ့မှာနော်ဘာလို့လဲဆိုတော့တကယ်စစ်မြေပြင်မှာရန်သူရဲ့လက်နက်ငယ်ကြီးတွေဘုံစံတွေအစအနာတွေ drone တွေဒီလိုတိုက်ခိုက်ခံရတဲ့ကြားတွေကနေတဲရမှာဖြစ်တဲ့အတွက်ကာကွယ်မှုမရှိလို့မရဘူးအဲ့တော့ကာကွယ်မှုလိုအပ်တယ်အဲ့ဒီကာကွယ်ကဘလောက်ထူမှန်တော့ကျွန်တော်တို့မသိရဘူးပေါ့နော်ဒါပေမဲ့တော်ရုံတိုင်ရုံကတော့တန်ခံနိုင်တဲ့အခြေအနေရှိရပါတော့ အဲ့တော့ဒီ UGV နဲ့နော်ကျွန်တော်တို့ဒီ Amman Ground Vehicle ပေါ့နော်ဒါနဲ့ကယ်ဖို့အတွက်သူတို့လုပ်ခဲ့ရတာကလွယ်လွယ်ကူကူတော့အောင်မြင်ခဲ့တာတော့မဟုတ်ဘူးပထမ6ကြိမ်အထိအဲ့ UGV တွေလွတ်ပြီးတော့ကယ်ဖို့ကြိုးစားတယ်6ကြိမ်နော်ရန်သူရဲ့ဒီရုရှားရဲ့တိုက်ခိုက်မှုကြောင့် UGV 6စီးလုံးပျက်စီးသွားတယ်6စီးလုံးပျက်စီးတယ်စဉ်းစားကြည့်နော်ဒီနေရာမှာကျွန်တော်စစ်သားတအုပ်အတွက်ဒီပညာပစ္စည်း เนาะဤပညာမြင့်เนาะဤပညာမြင့်ပစ္စည်း6စီးကိုဆွန့်လုပ်ခဲ့ရတာเนาะခொနှစ်ကြိမ်မြောက်မှာမှဒီကယ်ဆယ်ရေးအောင်မြင်ဖို့အတွက်နှိမ့်ချက်တယ်ဒါပေမဲ့လည်းဒီလမ်းခေတစ်လျှောက်မှာအတားစီးတွေကတောင်းလျှောက်ပဲတောင်းလျှောက်ရှိရဲ့အဲ့သွားတဲ့လမ်းမှာဆိုလို့ရှိရင်ဒီ UGV ကမြေမြေမြုပ်ထားတဲ့လူနင်းပိုင်းတစ်လုံးကိုသူနင်းမိလိုက်သေးတယ်နင်းပြီးတော့အမဘိန်းတစ်လုံးပြက်စီးသွားခဲ့သေးတယ်ဒါပေမဲ့အဲ့ UGV ကလည်းသူကြံတဲ့ဘိန်းတစ်စီးနဲ့ပဲဆက်ပြီးတော့မောင်းတယ်မောင်းပြီးတော့မှအဲ့စစ်သားကိုကဲထုတ်လာခဲ့တယ် အဲ့တော့အဲ့သူ့ရဲ့အပြန်လမ်းမှာလဲဒီရုရှားရဲ့ drone တစ်စင်းကထပ်ပြီးတော့မှတိုက်ခိုက်တာကိုခံခဲ့ရသေးတယ်။ဒါပေမဲ့ကံကောင်းထောက်မှဆိုတော့ပဲဒီ UGV ရဲ့တန်ချက်ကခံအတွင်းကပေါ့နော်။ဒီ armor compartment ပေါ့နော်။အဲ့လိုပြောရမှာပေါ့။အဲ့တန်ချက်ကကဒီရဲဘော်ကိုမထိခိုက်အောင်အပြည့်ဟောကာကွယ်ပေးနိုင်ခဲ့တယ်ပေါ့နော်။အဲ့လိုနဲ့အဲ့ UGV ကမိုင်ပေါ့နော်။မိုင်အားဖြင့်30 39မိုင်40လောက်ရှိမှာပေါ့နော်။ 64ကီလိုမီတာအသွားပြန်အသွားပြန်64ကီလိုမီတာခီးချမ်းကိုဖြတ်တန်းပြီးတော့မှပိတ်မိနေတဲ့ယူကရိန်းစစ်သားကိုအသက်ရှင်လေးကဲထုတ်နိုင်ခဲ့တယ်ဘလောက်အံ့ဩကြရပါလဲတံပုထမှုနော်တံပုထမှုအော်ကျွန်တော်အဲ့ဒါကြည့်ပြီးဩသူတို့ကလူတွေလားလို့ငါတို့ကဘာလဲတော့အဲ့တော့ပြောချင်တာမင်းအောင်နိုင်လက်အောက်ကစစ်သားတွေရောဘာတွေတော့နော်လူတွေလားဒါမှမဟုတ်ယူကရိန်းစစ်သားတွေနဲ့နှက်တွေလားလို့နော်အဲ့လိုပဲတွေးမိတယ်ဗျာနော် အဲ့တော့ပြောချင်တာကဒီဖြစ်ရက်ကနေကျွန်တော်တို့အရေးကြီးတဲ့အချက်နှစ်ချက်ကိုကျွန်တော်တို့သင်ယူရတယ်ပေါ့နော်ပထမတစ်ချက်ကတော့ဘာလဲဆိုတော့ဒဏ်ရာရစစ်သားတွေကိုကယ်ဖို့အတွက် UGB 3နယ်ဆိုတာကဒါအသေးစမ်းတော့မဟုတ်ဘူးနောက်နိုင်ငံတွေမှာအရင်ကတည်းကဒါတရုတ်ပြတင်းချင်းမှုတွေကနောက်နိုင်ငံတွေမှာရှိပြီးသားအဲ့တော့ဒုတိယတစ်ချက်ကဘာလဲဆိုတော့အရင်ကဒီဇိုင်းတွေကဒီဒဏ်ရာရစစ်သားတွေကိုအကာအကွယ်မဲ့ပေါ့နော်တဲဖို့သူတို့ယူရခဲ့ကြတယ်ဒါပေမဲ့ယူကရိန်းရဲ့တကယ်လက်တွေ့အဆင့်မြေပြင်က အခြေအနေကပြသလိုက်တာကအကောက်ဝင်မပိုင်အလုံးမဖြစ်ဘူးဆိုတာပဲအဲ့တော့ရန်သူရဲ့လက်နက်ကြီးတွေ drone တွေကြားထဲကနေလူအသက်တွေကိုကယ်ဖို့အတွက်ဒီ UGV တွေမှာတန်ချက်ကားတွေတက်ပြီးတော့သွားမယ်ဆိုတော့သူတို့သဘောပေါက်တဲ့အတွက်ခုနှစ်ကြိမ်ရောက်မှာမှာသူတို့ကယ်ဆယ်ရေးလုပ်နိုင်ခဲ့တယ်ပထမ6ကြိမ်ကတော့အရင်တုန်းကကျွန်တော်တို့တရုတ်ပြလေ့ကျင့်တဲ့ပုံစံအတိုင်းသူတို့လုတ်ခဲ့ကြတာပေါ့เนาะအဲ့တော့ဒီပြည့်ရက်ဟာကျွန်တော်တို့အနာဂတ် UGV design အနေနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေကိုတော့ပြောင်းလဲသွားစေမှာတော့သိကြတယ်ပေါ့เนาะဒါကကျွန်တော်ကကျွန်တော်မိတ်ဆွေတို့ဘူသူရအနေနဲ့ ဒါပြောပြတာပါအဲ့ဘူသူရနေပြီးတော့မှကျွန်တော်တို့နှိုင်းရှင်သင်ကန်းစာယူစီရတယ်အများကြီးဖြစ်လာတယ်ပေါ့နော်အဲ့တော့မြန်မာစစ်တပ်ရဲ့လှုပ်ဆောင်ချက်တွေလက်ရှိအခုယူကရိန်းစစ်တပ်ရဲ့လှုပ်ဆောင်ချက်တွေစစ်တီတူးချင်းပေါ်မှာတံပိုးထားမှုတွေဘလောက်ထိကွာဟသွားလဲဆိုတာအဲ့ဒါတော့တွေ့ရတယ်အဲ့ဒါလေးကိုလည်းပြောချင်တာပေါ့နော်အဲ့တော့ကျွန်တော်အဲ့ဒါကိုကြည့်ပြီးတော့မှကျွန်တော်ဘာသွားသတိရလဲဆိုတော့လွန်ခဲ့တဲ့လပိုင်းတွေကချင်းပြည်နယ်မှာစစ်တုံးပန်းတွေပြောတဲ့ video file ကျွန်တော် မိုင်းတီဗီမှာကျွန်တော် reaction လုပ်လိုက်တယ်စစ်သားအဲ့မှာ21ယောက်လား12ယောက်လားမသိဘူးเนาะထပ်ပါ30အထက်ပေါ့เนาะအဲ့မှာစစ်တုံးပန်းနေပြောတဲ့ဇာတ်ကားပေါ့အဲ့ဇာတ်ကားလေးကိုကျွန်တော်သွားကြားမိတယ်ပေါ့เนาะအော်အဲ့ဒါဘာလဲဆိုတော့သူတို့ရဲ့အထက်အရာရှိကိုသူတို့ကိုကယ်ဖို့အတွက်သူတို့လှမ်းပြောတဲ့အချိန်မှာရရင်လည်းပဲကယ်လို့ရမှာကျန်တာဘာမှကယ်လို့မရဘူးအဲ့တော့ကယ်ဖို့အတွက်ပြောတဲ့အချိန်မှာသူတို့အထက်အရာရှိကဘာပြောလဲဆိုတော့ မင်းတို့ကိုကယ်ဖို့တဲ့ငါတို့ရဟတ်ရင်အဆုံးရှုံးမခံနိုင်ဘူးတဲ့မင်းတို့ထံတဲ့ရဟတ်ရင်ကတန်ဖိုးရှိနေတယ်ကျွန်တော်အဲ့ဒါသွားတရရနော်ဩယူကရိန်းကစစ်သားတွေကဗားတယ်လူတွေလူတွေလားလူတွေမြင့်လားဘလို့လဲပေါ့နော်အဲ့တော့အကြက်ဘတ်မင်းအောင်နိုင်ရဲ့စစ်သားတွေကခွေးလောက်တောင်တန်ဖိုးမရှိဘူးဆိုတဲ့သဘောမျိုးသွားတွေ့ရတယ်ပေါ့နော်အဲ့တော့စဉ်းစားကြည့်ပြားဒီစကလုံးဟာလူတူးတယောက်ချင်းစီရဲ့အသက်ကိုဒီပါမဟုတ်တဲ့ကျွန်တော်တို့ဇဝတ္ထုပစ္စည်းနည်းပညာပစ္စည်းတွေရဲ့တန်ဖိုးအောက်မှာ ထားရှိလိုက်တာပဲเนาะအဲ့တော့ယူကရိန်းကအခု UGV 6 Sentry သူတို့အဆုံးရှုံးခံတယ်ဒါမှမြန်မာစစ်တပ်မှာတော့ရဟတ်ယင်တစီနည်းနည်းအန်ဒီရဖြစ်သွားမှာကိုတော့မှသူတို့လက်မခံနိုင်လူအသက်နဲ့သူတို့မလဲနိုင်အဲ့တော့ဒီကောင်တွေရဲ့အောက်ခြေကိုတံပိုးထားမှုပါဒီနေရာမှာပေါ်နေတာပဲအဲ့ဒါကြောင့်ကျွန်တော်ကခဏခဏပြောနေအောက်ခြေစစ်သားတွေကဘာမှညာမှမသိဘဲနဲ့ဒီအထက်ကကောင်တွေအတွက်ထက်ကကောင်တွေရဲ့ဘဝတွေစီးစိမ်တွေအတွက် ကာွယ်ပေးပြီးတော့မှတိုက်ပွဲဝင်နေရတာဘာမှလည်းဒီကောင်တွေကအကျိုးအမြတ်ဘာမှရှိတာမဟုတ်ဘူးနောက်ဆုံးအသက်တွေပါလို့ရှိရင်ဆွန့်ပစ်ခံရတဲ့ကောင်တွေအခုပဲကြည့်ရဟရင်ရဟရင်ကိုတော့မှသူတို့အန်ဒီရဲ့အဖြစ်မခံနိုင်ဘူးမင်းတို့ထက်ရဟရင်ကတန်ဖိုးရှိတယ်ဆိုတဲ့စကားကိုပြောတော့ဘလောက်အသေးပေါက်ဖို့ကောင်ဟမ်ဒါနေမကသေးဘူးခင်ဗျစစ်တပ်ထဲမှာလည်းနော်ဒီနိပညာပစ္စည်းတခုပေါ့။အမဒရုန်းလို့ပါလို့ပေါ့နော်။ပေးလိုက်တယ်ပေါ့။အမပြန့်ရင်အေးယူခံရမယ်ဆိုတဲ့ချင်းချောင်းမှုတွေလည်းရှိရ။နော်။ အဲ့ဒါကြောင့်တော်ရုံတန်ရုံဒီကောင်တွေတိတ်ပြီးတော့မှရေရတင်တင်တိတ်မလုပ်ရဲဘူးပေါ့နော်အရင်ကတည်းကလည်းရှိတယ်ဗျာနော်တခုခုပြက်စီးသွားတယ်ခင်ဗျာဟိုအေးယူခံမှာကြောက်တာနဲ့နော်သူတို့ကជីချက်ကန့်တက်ပစ္စည်းတွေကိုအဲ့တော့ရေယူခံမှာကြောက်တာနဲ့မထီရဲမကန်ရဲမတူရဲနဲ့ဒီလိုမျိုးအကြောက်တရားနဲ့หนีခဲ့ရတဲ့အဖွဲအစည်းပြန်เนาะအဲ့တော့တကယ်လို့သာအဲ့ဒီခုနကကျွန်တော်ပြောတဲ့ချင်းပြည်နယ်မှာမိသွားတဲ့စစ်တီတွေကိုကယ်လို့เนาะဟိုရဟယင်ကတခုခုဖြစ်သွားမယ်ဆိုလို့ရှိရင်เนาะ အဲ့တော့ကဲတဲ့သူကချီချူးခံရမယ်အစားပျက်စီးသွားတယ်ရဟရင်အတွက်ပြစ်ထန်ပြီးခံရနိုင်တယ်ပေါ့နော်ဒါကဘာလဲဆိုတော့ပစ္စည်းကိုလူအသက်ထက်တန်ဖိုးထားတဲ့ယဉ်ကျေးမှုပြင်းထန်တဲ့လောကပဲနော်ပစ္စည်းတွေကိုလူအသက်ထက်တန်ဖိုးထားဒီကောင်တွေကကျွန်တော်တို့လူအသက်တွေကိုသူတို့ပစ္စည်းသူတို့ပိုင်ဆိုင်တဲ့ပစ္စည်းတွေလောက်တန်ဖိုးမထားဘူးဆိုတာတွတ်တွေ့ရတယ်ပေါ့နော်အဲ့တော့နောက်ဆုံးတစ်ချက်ကတော့ဘာလဲဆိုတော့လူသားတွေပေါများတာနော် လူသားတွေကိုအယမ်းကိုပေါ်များတဲ့အရင်မြစ်ဖြစ်သဘောထားတာပဲမင်းတို့ငါတို့မကယ်တဲ့ပြဿနာမရှိဟိုမှာနောက်မှာငါတို့ဖမ်းပြီးတော့မှဆွတ်ထည့်လို့ရတယ်ကောင်လေအများကြီးပဲသဘောအရပါပဲအဲ့တော့အတင်းအားမှစစ်မှုထမ်းခိုင်းတဲ့ဥရီတွေရှိရတဲ့ကြောင့်စစ်သားတူဆုံးရှုံးသွားတာကိုသူတို့အကြီးကျယ်စွန့်ရင်ပြီးပူပန်မှုမရှိဘူးဘာလို့လဲဆိုတော့သူတို့အတွက်အစားထိုးရမယ့်လူငယ်တွေအများကြီးရှိတယ်နိအဲ့ဒီလူငယ်တွေကလည်း အတိပညာနည်းတဲ့အခါကျတော့ဘယ်လိုရုံးထွက်ရမလဲဘယ်လိုကိုယ့်ကိုယ်ကို struggle ဖြစ်အောင်နေရမလဲဆိုတော့သူတို့ဒါမှမလဲအဲ့အတွက်သူတို့ကလည်းနီလန်မရှိရှာလဲမရှာနိုင်ရှာနိုင်တဲ့အရေးအသူလည်းနည်းတယ်ဒါကိုကောင်းကောင်းသိထားတဲ့ဒီမင်းအွန်လိုင်းအုပ်စုကအဲ့ဒီလူငယ်တွေကိုခုနကဖန်ခံရတဲ့တေဝါတဲ့လူတွေရဲ့နေရာမှာစားထိုးရတယ်ဒါပဲသူတို့ကလူသားတွေနဲ့လူသားတွေရဲ့အသက်တွေနဲ့ဒီတိုက်ပွဲကိုဆင်နွှဲနေတာတခြားတခြားနိုင်ငံတွေမှာလူသားတွေရဲ့အသက်ကနောက်မှာ ဒီပညာတွေနဲ့တိုက်ပွဲဆင်နေနေဒီကောင်တွေကအလိုမျိုးလူသားတွေရဲ့အသက်တွေနဲ့ဆင်နွှဲနေတာပေါ့နော်အဲ့တော့ခုနကကျွန်တော်ပြောလို့ပဲကျွန်တော်တို့လူငယ်တွေကအဲ့လိုအခြေအနေမျိုးရှိတဲ့အခါကျတော့ရုံးထွက်နိုင်မှုကိုယ့်ကိုယ်မတီးဆောက်နိုင်ဘူးเนาะအတိစဉ်းစားတွေးခေါ်မှုပေါ့နော်စဉ်းစားတွေးခေါ်မှုဘိုင်းမှာအားနေတယ်အားနေတဲ့အတွက်ကြောင့်မလို့ငါရဲ့ဆွန့်လွတ်မှုဟာငါအသက်ရှင်ရက်တည်ရေးအတွက်ပါလားဆိုပြီးတော့မှသူတို့မသိမသိတော့သူတို့မဆွန့်လွတ်နိုင်ဘူးသူတို့နေရာမှာသူတို့ နေမြဲတိုင်းနေတယ်ဖမ်းတဲ့အခါမှာမတက်နိုင်ဘူးဆိုလိုက်သွားတာဒါပဲအဲ့ဒီအားနေချက်ကိုဒီစေဟုစုကကောင်းကောင်းသိထားတဲ့အတွက်ကြောင့်မဟုတ်လို့လူတွေကိုတန်ဖိုးမထားတော့ဘူးအဲ့တော့ဒီဒီနေရာမှာကျွန်တော်ပြောချင်တာကကိုယ့်ရဲ့အသက်ရှင်ခွင့်နဲ့ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှုကိုကျွန်တော်အလေးပေးတိုက်တွန်းချင်တယ်ဗျာနော်အဲ့တော့ကျွန်တော်တို့လူငယ်တွေအနေနဲ့ရသလောက်စွန့်ခွာပါဒီစိတ်အုပ်စုအုပ်ချုပ်ထားတဲ့နေမြေတွေကနေရသလောက်ဆုံးသွားပါနောက်တစ်ခုကပါလဲဆိုတော့တတ်ထရကောင်နေ ကိုယ့်ရဲ့အသက်ကိုနော်မင်းတို့ဒီရုပ်ဝတ္ထုပစ္စည်းတွေလောက်တောင်နော်တန်ဖိုးမထားတဲ့စနစ်ကြီးတစ်ခုမှာကိုယ့်အသက်ခံတာကိုဆွန့်လွတ်ပြီးတော့မှစက်နေဖို့တင့်တော်ရဲ့လားဆိုတာကိုခင်ဗျားတို့ကိုယ့်ကိုယ်မေးခွန်းထုတ်ပါခင်ဗျားတို့စစ်တပ်ထဲမှာရှိနေတဲ့လူတွေမေးခွန်းထုတ်ပါစစ်တပ်ထဲမရောက်သေးတဲ့သူတွေကရောဒီလိုမျိုးအတိုင်းဝိုင်းဒီလိုမျိုးလူစားတွေအုပ်ချုပ်တဲ့အုပ်ချုပ်မှုအောက် institution တစ်ခုမှာခင်ဗျားတို့သွားကျင်တာမရောက်သေးတဲ့လူလို့ပြောတာเนาะ ော့ဒီလိုလူအသက်ကိုလစ်လူရှူတဲ့စနစ်တစ်ခုမှာသူတို့စစ်သားတွေအပါဝင်ကျွန်တော်တို့ပြည်သူလူထုလည်းဘယ်တော့မှလုံခြုံမှုရှိမှာမဟုတ်ဘူးဆိုတော့မိမောင်းထုတ်ပြချင်တယ်နော်အဲ့တော့ဒဏ်ရာရရင်စွန့်ပစ်မယ် NDA ရှိတဲ့အခြေအနေမှာကယ်ဆယ်ဖို့အတွက်ပစ္စည်းကိုစွန့်စားပြီးမတော့ဘူးအဲ့တော့ကို့အသက်ဟာအုပ်ချုပ်သူတွေရဲ့ပစ္စည်းစင်းရဲ့ဇယားအောက်မှာပဲရှိနေတယ်ဆိုတာသဘောပေါက်ပါဒါကိုပြောချင်တာနော်အဲ့တော့စစ်တပ်ကစစ်တပ်အတွင်းထပ်ပြီးတော့ပြောပါမယ်စစ်တပ်အတွင်းကစစ်သည်တွေအနေနဲ့အသိဉာဏ်ရှိဖို့စဉ်းစားဖို့လိုအပ်ပါတယ်เนาะ ဒီလောက်ဆိုခင်ဗျားတို့သဘောပေါက်နေပြီးခဲ့တဲ့ညပိုင်းကကျွန်တော် post တစ်ခုတွေ့လိုက်တယ်เนาะတန်လင်ဘက်ကစစ် engineer ဘူကြီးတယောက်တေသွားတာတိုက်ပွဲမှာကြသွားတာကြသွားတော့အဲ့မှာအလောင်းမရလို့ကြောက်ဆုံးစင်းသွင်းတယ်အဲ့ကြသွားတာကိုမြင်နေအားလုံးမြင်နေဒါပေမဲ့အလောင်းမရအလောင်းမရလို့အဲ့ဒါကိုကြောက်ဆုံးစင်းသွင်းတယ်ကြောက်ဆုံးစင်းသွင်းတဲ့အတွက်ကြောင့်မို့လို့အဲ့ဘူကြီးမိန်းမကသူ့ရဲ့ခန်းစားပိုင်ခွင့်ကြီးဘာမှမရဘူး အဲ့ဒါပဲခင်ဗျားတို့တန်ဖိုးဆိုတော့အဲ့ဒါအလောင်းမြင်တယ်တေသွားတာလည်းမြင်တယ်ဒါပေမဲ့အဲ့ဒီအလောင်းပြမလာလို့ကြောက်ဆုံးစဉ်းသွင်းလိုက်တယ်အဲ့စဉ်းစားပါနော်ကိုယ့်ကိုတန်ဖိုးမထားတဲ့အဖွဲ့စည်းတစ်ခုအတွက်အသက်ဆုံးတိုက်ပွဲဝင်ခြင်းဟာခင်ဗျားတို့ရေးစွမ်းတက်တည်အစစ်မဟုတ်ဘူးပြန်နော်ခင်ဗျားတို့တန်ဖိုးမဲ့ဆိုတာအဆုံးတက်ခြင်းပဲအဲ့တော့စစ်တီပဲဖြစ်ဖြစ်ပြည်သူလူထုပဲဖြစ်ဖြစ်ဒီလိုကာလမှာကိုယ့်ကိုယ်ကိုကာကွယ်ရမယ်တာဝန်ရှိဆုံးလူပဲ ကိုကတာဝန်ရှိဆုံးပဲကိုတကယ်လို့ပေဝါးခဲ့တယ်စစ်တပ်ထဲရောက်သွားခဲ့တယ်ဆိုလို့ရှိရင်ကိုဟာကို့ဘော်မှာတာဝန်မရှိတဲ့တာဝန်မဲ့တဲ့လူသားတစ်ယောက်ဖြစ်တယ်ဆိုတော့ခင်ဗျာကိုကိုပြန်မြင်လိုက်ပါအဲ့တော့ပြောချင်တာကကို့တံမိုးမထားတဲ့ဒီစနစ်တစ်ခုကနေကိုရဲ့အသက်ရှင်ခွင့်ကိုဦးစားပေးပြီးရုံထွက်တဲ့လောက်ရဟာအသိဉာဏ်ရှိတဲ့လောက်ရတစ်ခု ဖြစ်တယ်ဆိုတော့ခင်ဗျားတို့ပြောချင်တယ်เนาะအဲ့တော့လူသားတံပိုးတွေကိုအတိမတ်ပြုတဲ့ဘဝတစ်ခုစီကိုဥတီဖို့เนาะကျွန်တော်တို့လူလူပေါ်ရှစ်တိတူချင်းပေါ် အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်တင်တယ်လို့ကျွန်တော်ပြောချင်ပါတယ်အဲ့တော့ဒီနေရာမှာဒီဟာနဲ့ပတ်သက်ပြီးညီကုံချုပ်ချင်တာကဒီ Ukraine ရဲ့เนาะ UGV ကစေကြီးကမျောလင်းချက်နဲ့လူသားတန်ဖိုးကိုပြသနေပါတယ်မြန်မာစစ်တပ်ရဲ့လှုပ်ဆောင်ပုံတွေကတော့တန်ဖိုးပယ်ခြင်းနဲ့စိတ်တကြဆင်းမှုကိုပဲဖော်ပြနေပါတယ်เนาะအဲ့တော့စစ်တေတူချင်းစီပေါ်မှာတန်ဖိုးထားမှုတွေကွာဟာချက်ကစစ်ပွဲရဲ့အနာဂတ်ကိုပြောင်းလဲစေမှာတော့သိကြတယ်เนาะသိကြတဲ့အသေးချာပဲနော်ဒါလေးကိုပြောချင်ပါတယ်အဲ့တော့နောက်တစ်ခုကတော့ပန့်တကူပေါ့เนาะအဲ့တော့ ပန်းတကူရဲ့သဘောတရားကိုကျွန်တော်အရင်ရှင်းပြမယ်။ပန်းတကူဆိုတာကအလှရှင်ကငါလူတယ်လို့မသိစေဘဲနဲ့လူရန်လူတယ်ဖြစ်စည်းကိုလူသူကိုရမှာဆွန့်ပစ်ထားပြီးတော့မှလိုအပ်တဲ့သူတူကငါတွေ့လို့ကောက်ယူပြီးတုံးဆွဲတဲ့အလေအထဒါကိုပန်းတကူလို့ခေါ်တယ်။ဆိုလိုရင်ကဗျာကျွန်တော်တို့အပြီးအတိုင်အပြီးအတိုင်အဆုံးစွန်ဆုံးဆွန့်လွတ်ပေးလူချင်းဖြစ်တယ် အဲ့တော့အလှူငါပုံပုံနဲ့အလှူရှင်တို့ကဓာတ်ရိုက်မဆက်သွယ်ပဲနဲ့ပြုတ်လုတဲ့လှူဒန်းမှုမျိုးတစ်ခုဖြစ်တယ်ပေါ့နော်ပန်တကူဆိုတာအဲသူ့ရဲ့လုံးလုံးပုံလုံးလေးတွေကကိုလှူဒန်းလိုတဲ့ပစ္စည်းဥပမာစားတောက်စရာတို့ငွေကြီးတို့ဆန်တို့စီတို့ဝတ်ထည်တို့စသဖြင့်ပေါ့နော်အဲ့တလုံးထဲမှာတေချာထည့်ထည့်ပြီးလို့ရှိရင်အဲလူမြင်နိုင်တဲ့ landing နေရာတစ်ခုခုပေါ့နော်လိုအပ်တဲ့သူတွေတွေ့နိုင်အောင်လို့အဲ့နေရာတစ်ခုခုမှာတွားချ အဲအဲ့တွားချတဲ့နေရာမှာဒီရေတဲတို့ဘာလို့မဟုတ်ဘူးနော်ခြုံပုတ်တို့ခြုံပုတ်တို့ဘာလို့မှလည်းထိုးထည့်ထားလို့မရဘူးသူကမြင်သာတဲ့နေရာမှာနော်အလိုအပ်တဲ့သူကောက်ယူဖို့အဆင်ပြေတဲ့နေရာမှာသွားထားရတာအဲ့တော့အလှရှင်ကလည်းမိသူမိဘဖြစ်ကြောင်း မသိဘူးမိသည့်အရာကိုလှူလိုက်ကြောင်းကိုလည်းအခြားသူက မသိဘူးအဲ့တော့အလှရှင်ကငါလှူတယ်လို့မာမာနမဖြစ်စေဖို့အတွက်အလှခံကလည်းအလှရှင်ကိုတိပြီးအာမနာစေဖို့အတွက်ဒီလိုပတ်တကူဆိုတာဖြစ်လာတာ တော့ရည်ရချက်ကဗျာအလှရှင်ကငါသည်ဘသူကိုလှူလိုက်တယ်ဘလောက်လှူလိုက်တယ်ဆိုတော့မာမာနာနဲ့ဂုံယူခြင်းစိတ်ပေါ့နော်ဒါကိုမဝင်ဖို့တားဆီးပေးတာအဲ့တော့လိုအပ်တဲ့သူကလည်းမိမိစွန့်ပစ်ခဲ့တဲ့ပစ္စည်းကိုတွေ့ပြီးတော့မှကောက်သွားတဲ့အချိန်မှာသူ့ရဲ့ပျော်ရွှင်ဝမ်းမြောက်သွားတဲ့အခါအဲ့ဒီလူရဲ့ပီတိနဲ့ကောင်းချီးပေးမှုကြောင့်အဲ့ဒီအလူသည်အင်မတန်မှတန်ရှင်းသောကုသိုလ်ဖြစ်တယ်ဘာမှမရှိဘူးအနှောင်ဖွဲ့ဘာမှမရှိဘူး လှူတဲ့လူကလည်းဘသူဘယ်ဝါလို့သူကရီမှန်းပြီးလှူတာမဟုတ်ဘသူမှမဟုတ်အော်ရသွားတဲ့လူကလည်းရလိုက်တဲ့အချိန်မှာပျော်တာပေါ့အဲ့ပျော်ပြီးအဲ့ပီတိပေါ့အဲ့မှာကောင်းချီးပေးတာပေါ့နော်တာရုခေါ်တာပေါ့နော်အဲ့တော့တန်ရှင်းတဲ့အလုပ်မျိုးအဲ့လိုအလေးထားနော်ကျွန်တော်ရန်နေလဲလို့ပဲနော်ပတ်တကူတင်ကန်းလို့ပါတော့ကြားဖို့မှာပေါ့နော်အဒါဒါမျိုးပေါ့ဗျာအဲ့ဒါကိုကြီးညွှန်းပြီးတော့မှပတ်တကူပြစ်တယ်လို့ပြောတာပတ်တကူတင်နိုင်ငံဆိုတာကျွန်တော်တို့တင်ကြိုင်းတို့ဘာတို့အမိုက်ပုံးတို့အဲ့ဒီမှာအဝိစုတ်တွေကိုပြစ်ထားတာပေါ့ပြစ်ထားပြီးအမှယဟန်းကြီးက တင်ငန်းချုပ်ပြီးဝတ်တယ်အဲဝတ်တဲ့အချိန်မှာအဝေကောင်းလေးရသွားတဲ့အခါကျတော့ရဟန်းကြီးကပီတိဖြစ်တယ်အဲ့လိုအလားတူမျိုးကုသိုလ်မျိုးကိုရည်ညွှန်းတာဖြစ်တယ်အဲ့တော့ပန္တကူပြစ်တာအလှူဒါနမှာအနတ္တအမာနကင်းစီဖို့အတွက်အလွန်အရေးကြီးတဲ့မုံမြတ်တဲ့လှူဒါန်းဤတစ်ခုဖြစ်တယ်ဆိုတော့ကျွန်တော်တို့သဘောပေါက်တာကိုလို့တယ်ဆွန်လိုက်ပြီးဘသူယူယူကောင်းကြီးပေးပါစေဆိုတဲ့ဘသူယူယူတာရုခေါ်နိုင်ပါစေဆိုတဲ့ရည်ရချက်နဲ့လှူတာဗျအင်တန်မှတိမ်မွေ့တယ်ဒါမဲ့ပြီးခဲ့တဲ့ကျွန်တော်တို့ ။တစောင်းနိုင်ညနဲ့လာပြေကျော်ညတွေမှာတော့ဗ ారి ဖြစ်ခဲ့တယ်အားလုံးလည်းတီးပြီးသားဖြစ်မှာပါနော်။အဲ့တော့တရင်တွေကတော့ရန်ကုန်တာဂီတာမြို့နယ်မှာည9:00နာရီခွဲလောက်မှာလမ်းလေကောင်မှာပန်းတကူပတ်စံတွေကိုအစုလိုက်အပြုံလိုက်လိုက်ကောင်းနေတဲ့လူအုပ်ကြီးကိုရှောင်းတင်းရင်ထဲမှာကားတစ်စီးကလမ်းဘေးမှာရက်ကြည့်နေတဲ့ဒါကတော့ရက်ကြည့်နေတဲ့အမျိုးသမီးရက်ကြည့်နေတဲ့အမျိုးသမီးအသက်45နှစ်ရွယ်အမျိုးသမီးဝင်တိုက်တယ်အဲ့မှာရှင်တန်ရေးနိုင်ကြီးကုညီမှုအတင်းကနေပြီးတော့တီးရတာပေါ့နော်အဲ့ဒီအမျိုးသမီးကဥကောင်းထံရတယ်ဒါစိတ်ဝင်ရောက်ပြီးတော့ခဏကြာပါပဲ ည်ဆုံးသွားတယ်ကဲအဲ့နောက်ထပ်အခြားအခြားသတင်းတွေရဒီပန်းတကူကောက်ရင်လည်းမတော်တဆအဲ9ဦး10ဦးလောက်အထိပေါ့နော်အဲ့ထက်လည်းများနိုင်တယ်ဗျเนาะတချို့ကလည်း15ယောက်လောက်ရှိတယ်เนาะအဲ့တော့အဲ့လောက်အထိရှိခဲ့တယ်ဒီမျိုးသမီးကတော့တည်ဆုံးတဲ့ဖြစ်စဉ်ပေါ့နော်တစ်ဖက်မှာလည်းမမကြီးပိုကေလိုလူစားမျိုးပေါ့နော်မမကြီးပိုကေလိုလူချမ်းသာတချို့က အဲ့မှာတိတ်နေရကျဲလိုက်တယ်ဆိုပြီးတော့မှဂုံယူဝင်ကြွားပြီး TikTok လို့ social media မှာပုံကြီးချဲ့ပြီးတော့မှပြောနေတာလေလေကျွန်တော်တို့သွားတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီဖြစ်ရနှစ်ခုပေါင်းလိုက်တော့ကျွန်တော်ဘာလို့မြင်ရလဲဆိုတော့လူတွေအသက်အန္တရာယ်ကိုလက်လူရှိပြီးလမ်းပေါ်မှာငွေတွေလိုက်ကောင်းနေရတာကိုကိုယ့်ရဲ့ဖြောပြေးကြီးကိုယ့်ရဲ့ဂုံယူစရာတခုလိုသဘောထားပြီးပျော်နေကြတဲ့လူချမ်းသာလူတစုရဲ့ရက်စက်တဲ့မြင်ကွင်းပဲဗျကျွန်တော်အဲ့လိုမြင်တယ်ကျွန်တော်အဲ့ဒါအလှလို့ကျွန်တော်မမြင် ဒါကိုဘာသာရေးလူလို့ကျွန်တော်လုံးဝပြောလို့မရကျွန်တော်အနေနဲ့ဒါကဘာလဲဆိုတော့ဆင်းရဲတဲ့တံကိုအရင်ပြုတဲ့ဖြောပြေးရေး entertainment on poverty ဆင်းရဲခြင်းတံကိုအရင်ပြုတဲ့ဖြောပြေးရေးပဲဗျာနော်အဲ့တော့လမ်းပေါ်မှာအတက်အန္တရာယ်ကိုမေ့ပြီးလူရဲ့ లై ကောက်နေတဲ့လူအုပ်ကြီးရဲ့ရုပ်ပုံဟာကျွန်တော်တို့တိုင်းပြည်ရဲ့စီးပွားရေးစနစ်ဘယ်လောက်ထိပျက်စီးနေပြီလဲဆိုတာကိုထင်ဟပ်ပြနေတာပဲအဲ့တော့ငွေကြေးတဲ့လူတွေကတော့ပျော်နေပြီမဲ့ကောက်နေတဲ့လူတွေရဲ့ရှင်ထဲမှာဘယ်လောက်ထိ ဒီဆင်းရဲဒဏ်ကြီးကကြီးစိုးနေလို့ဒီလိုမျိုးအဆက်အကြောက်အန္တရာယ်ကိုမေ့ပြီးလုံနေရလဲဆိုတာကိုကျွန်တော်တို့မေးခွန်းထုတ်ရအောင်။ပေါ်လွင်နေတာပဲဗျာနော်မေးခွန်းထုတ်เสียမလို့ပါဘူးနော်။အဲ့တော့ပြောချင်တာကအင်ပြန်သိမ်မွေ့လာတဲ့ဒီပတ်တကူအလှူဒါနကိုလမ်းမကြီးပေါ်မှာကားနဲ့မောင်းရင်ပတ်စံကြီးကျဲချပြစ်တာမုံမြတ်တဲ့ဆွလုံးမှုအလှူမဟုတ်ဘူးဗျာ။ဒါဆင်းရဲသားတွေကိုကိုယ့်ရဲ့ဇက်ယုံတွေကတယုတ်ဆောင်နေလို့သဘောထားပြီးကိုယ့်ရဲ့ပျော်ရွှင်မှုအတွက် အတုံးချကန်အဖြစ်ပုံပေါ်သွားတာပဲဒီခစ်ပြတ်တထေးတအုပ်စုဟာသူတို့ရဲ့ပျော်ရွှင်မှုအတွက်တိုင်းပြည်ရဲ့ဆင်းရဲဒဏ်ကိုခံနေရတဲ့လူတွေကိုဖြောပြေးရေးသမားတွေလို့သဘောထားပြီးစော်ကားခဲ့တာပဲဗျကျွန်တော်အဲ့လိုမြင်တယ်ကျွန်တော်လုံးဝတရားကိုကျွန်တော်အလှူလို့မမြင်အဲ့တော့ဒါကဘာလဲဆိုတော့တိုင်းပြည်ရဲ့အုပ်ချုပ်မှုပြည့်ရင်းနေတာပြက်ကတ်ဆိုင်နေတာဒါတွေကအာဏာသိမ်းမှုရဲ့အကျိုးဆက်တွေပဲလူတွေကဆင်းရဲမွဲတေမှုရဲ့ဟိုးအောင်ဆုံးထိရောက်သွားကြရတယ် ခင်ဗျားဟိုမှာဆွစ်ဇာလန်တို့ဘာတော့ပတ်စံဒီတိုင်းပြက်တာဘယ်ကောင်းမှမမြင်ဘူးပတ်စံတွေကပိုနေဒီလိုစနစ်မကောင်းမှုရဲ့တံကိုခံစားနေရတဲ့လူတွေကမှဒီလူချမ်းသာတွေကဒီလိုနည်းနဲ့ထပ်ပြီးတော့မှစော်ကားတာကိုကျွန်တော်မြင်ရတော့တော်တော်တော့ခံစားရတယ်ပဲเนาะအော်တိုင်းပြည်ရဲ့လူမှုရေးစီးပွားရေးအားလုံးရိုင်းနေမှုဟာဒီလိုအန္တရာယ်ရှိတဲ့ပျော်ရွှင်မှုတွေကိုမတားဆီးပဲမင်းအွန်လိုင်းတို့ကမြောက်ပေးထားတာအော်ဒီလိုစနစ်မကောင်းမှုရဲ့တံကိုခံစားနေရတဲ့သူတွေကမှ လူချမ်းသာတွေကဒီလိုနည်းနဲ့ထပ်ပြီးတော့မှစော်ကားတာကိုမြင်ရတာတော့တော်တော်လေးရှင်ထဲမှာမကောင်းဘူးဗျာเนาะဒါကြောင့်ကျွန်တော်အားလုံးကိုတောင်းဆိုချင်တာကနောက်နေ့မှာတော့ဒီလိုမျိုးတွေမလုပ်ပါနဲ့လို့ကျွန်တော်ပြောချင်တယ်အသက်အန္တရာယ်ကိုလစ်လို့ရှိပြီးတော့မှလမ်းပေါ်မှာငွေကြေးခြင်းဟာမုံမြတ်တဲ့အလူမဟုတ်ပါဘူးเนาะအခင်ဗျားတို့သဘောပေါက်ပါပန်းတကူဆိုတာဘာလဲဆိုတော့လေ့လာဖို့เนาะမူလပန်းတကူရဲ့အနှစ်သာရအတိုင်းလူမသိသူမသိအိတ်ထဲထဲလွယ်တဲ့သူတွေတွေ့နိုင်တဲ့လမ်းဘေးတနေရာမှာတနေရာမှာချိန်ထားเนาะအဲ့လိုမျိုးလူပါ ကိုလူတာကိုဂုံယူပြီး social media မှာ like တင်နေတာပန်းတကူရဲ့မူလရွေချက်ကိုလုံးဝဖျက်ဆီးနေတာဖြစ်တဲ့အတွက်ကျေးဇူးပြုပြီးနောက်နေမှာခမားတို့ပတ်စံချမ်းသာတဲ့လူတော်အုပ်စုခမားတို့ရှောင်ပေးကြပါမလုပ်ပါနဲ့မလုပ်ပါနဲ့ခမားတို့ရောတေဝါကြပြီခမားတို့ရောဒဏ်ရာတွေရသွားကြပြီခမားတို့ကအဲ့လူအုပ်ကြီးကအဲ့အငန်းအမဲအဲ့မှာလမ်းမပေါ်မှာရုပ်ပြက်ဆင်းပြက်ကောက်နေတဲ့ဘဝတွေကိုခမားတို့ကြည်ပြီးခမားတို့ကပျော်နေတာခမားတို့တော်တော်မတ်ရိုင်းနေတယ် တော်တော်မယိုင်းနဲ့ခင်ဗျားတို့လုံးဝကျုပ်ကတော့ဒီနေရာနေကောင်းချီးမပေးဘူးယွန်းနဲ့အဲ့တော့ဒီနေ့မှာတာဂီရဲမှာတေးသွားတဲ့အမျိုးသမီးအတွက်ဝမ်းနေပါတယ်အဲ့တော့မုံမြတ်တဲ့အလှတစ်ခုကနေဘယ်သူမှမလိုချင်တဲ့ဝမ်းနေချီကွဲမှုတွေမဖြစ်ပေါ်ပါစေနဲ့တော့ဒါလေးကိုပြောချင်တာပါเนาะအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာဆုံတွေ့ကြတာပေါ့